တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြခင်ထွမြောက်ရာချန်းအခန်းကြီး9နဲ့ထွမြောက်ရာချန်းအခန်းကြီး30အခန်းငယ်1နဲ့2တို့ကို လေ့လာမှာဖြစ်ပါတယ်ထွမြောက်ရာချန်းအခန်းကြီး9ပဲဖြစ်ပါတယ် ကျဲနွားစိတ်တို့တိရစ္ဆာန်အမျိုးမျိုးတို့အပေါ်မှာတန်ခတ်ခြင်းနဲ့သေချေပျက်စီးခြင်းများကိုတွေ့ရမယ်။ပြီးတော့အဲဂုတ်ထုလူသားတွေလည်းအနာရီပေါက်ထက်တက်ပြဲတဲ့အနာကွဲကြီးတွေဖြစ်ပြီးတော့အယမ်းနာကျင်ကြိုက်ခဲမှုဝေဒနာတွေနဲ့ကြုံကြရလိမ့်မယ်။ဒီဝေဒနာကိုတော့အဲဂုတ်ထုပညာရှင်မော်ဆရာတွေဝိဇ္ဇာဆရာတွေပါပျောက်အောင်မလွတ်နိုင်တဲ့အပြင်သူတို့ပါရောပြုံပြီးတော့ခံရလိမ့်မယ်။ပြီးတော့မိုးကောင်းကင်မိုးသီးတွေကိုကြောက်ခမန်းလိလိတခါရွာချစေအောင်မယ်။ ဒါ၄ကိုနားဆင်ရမယ်ကြံဖြစ်ပါတယ်တရားရစရာအချက်ကတော့ခိုင်မာတဲ့နှလုံးသားပိုင်ရှင်ခေါင်းမာသောဖာရောကြောင့်အခုလိုဒုက္ခတွေတတော်တော်ရောက်ခဲ့ရကြောင်းပဲဆိုတာကိုဖတ်ပြောလိုပါတယ်ဖာရောဘုရင်ဟာငါကြီးဟူသောယာဇမန်နဲ့ဘုရားသခင်ကို အာခံခဲ့တယ်ကြုံတွေ့ရတဲ့မင်းတပါရဲ့အရာသာကိုမိမိကြီးခံစားပြီးလူသားချင်းမဆာနာရတဲ့အပြစ်ရှိသူရက်ဆက်သူမင်းတပါဖြစ်ခဲ့တယ်သူဟာငโกကလေးကစေရနာမဲတဲ့အလျောက် သူ့လူမျိုးသူ့တိုင်းပြည်ဒါတွေအကုန်လုံးဟာလဲဒုက္ခတွေကိုခါစီပြီးရော့ခံခဲ့ရတယ်ပြီးတော့တိုင်းပြည်ကလဲနှက်တို့လွှတ်မှုရတိုင်းပြည်ပဲမို့ဒီနှက်တွေကိုမှတ်သားလောက်အောင်ဘုရားသခင်ကဆုံးမတော့ရေစာပင်ဖြစ်ရတာဟာနှက်ကိုဘုရားထင်တဲ့ဒီလူတွေပဲဖြစ်ကုန်လေဘာပဲဖြစ်ဖြစ်ဒီလိုအပြစ်ဒဏ်ခတ်ခြင်းဟာဘုရားသခင်ရှိသည်ဘုရားသခင် အဖက်ရှိသည်ဘုရားသခင်သည်ဘုရားတကားတို့ကိုစိုးမိုးသောအရှင်ဖြစ်သည်ဆိုတဲ့အချက်တွေကိုအေဂုတ်တုဘုရင်နဲ့တကွလူမျိုးတွေရဲ့ ဣသရေလလူမျိုးတွေရဲ့အကုန်လုံးသိသာစေဖို့အကြောင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်မံအတည်ပြုလိုက်ချင်ပါတယ်ပြီးတော့ဟာရောဟာဘသူမပြုတ်မိမိမှုဆိုတဲ့အတိုင်းသူ့စိတ်ကိုယ်နိုင်ကိုကဣသရေလအပေါ်မှာနင်းနေမှအလျှော့မပေးခြင်းနဲ့စိတ်လွတ်မြောက်ခွင့်မပေးခြင်းနဲ့စိတ်သွန်မှုခဲ့တယ်ဒါကိုဖျားသခင်ကတိပီးဖြစ်လို့သူ့ရဲ့ခိုင်မာတဲ့စိတ်မာကျောတဲ့တရေကိုဆက်လက်မြဲမြံစေဆိုပြီးကြိုးရှည်ရှည်နဲ့လှန်ထားလိုက်တယ်ဆိုတာကိုလည်း ောတရှင်တို့မမေ့ကြဘူးဒီနေရာမှာထပ်မံရှင်းပြလိုပါတယ်အခုကြမ်းအထိပြန်လှန်ကြည့်လိုက်တော့ဟာရောဘယင်ကသူ့ဟာသူစိတ်ကိုခိုင်မာအောင်ထားတယ်ဆိုတာဟာရှင်းနေပါတယ်ဒီကနေ့သင်ငန်းစာရဲ့တနေရာမှာဆက်ပြရအောင်မှာကတော့ဘုရားသခင်ကသူ့ကိုစိတ်ခိုင်မာစေခြင်းအဖြစ် ပြောင်းလဲတွေ့ရအောင်မှာဖြစ်ပါတယ်ဘုရားသခင်ကိုသိလျောင်ယောင်ရှိရာနေဘုရားသခင်ကိုအသိအမှတ်မပြုရိုကျိုးဥညွတ်ခြင်းမပြုတဲ့အခါမှာတော့ဘုရားပေးတဲ့အပြစ်ကြွေးတွေကိုသူဟာ အေယာမဒုက္ခဝန်တုကြီးအဖြစ်ခံစားရပါပြီဒီကနေ့ကျွန်တော်တို့ကမ္ဘာလောကအပေါ်မှာလဲဘုရားသခင်ဟာခံရရမယ့်ဘုရားဖြစ်တယ်ဥညို့ဝတ်တော်ရမယ့်ဘုရားသခင်ဖြစ်တယ်ထာဝရအသက်ဆိုတဲ့လူတိုင်းတက်မဲ့တဲ့စုကျေစုကိုတိမ်မွေးနူးညံ့တဲ့လက်နဲ့ကန့်လန့်သွန်းလောင်းတယ်လို့အထက်ကသူ့ကိုမချီမဲ့မြင်ခေါ်လိုကန့်လန့်လုပ်မိတဲ့အခါမှာလဲအတိုင်းအဆမရှိတဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဒုက္ခဝေဒနာအမျိုးမျိုးတို့ကိုပေးစွန်နိုင်တယ်ဆိုတဲ့ သူ့ရဲ့ဘုံတကိုးတော်ကိုမေ့ထားလို့မရနိုင်ပါဘူးအပြစ်နဲ့မကင်းတဲ့လူသားတိုင်းဟာဒီကျမ်းကိုနားဆင်ကြခြင်းအဖြစ်တရားသခင်ကိုအစင်အမြဲဦးစားပေးဖို့လိုအပ်တယ်ဆိုတာကိုမမေ့ကြဘူးကျွန်တော်အထူးပဲမြစ်တရက်ခံလိုက်ပါတယ်ယေစမမြောက်အနာပေါက်ဆိုပြီးတော့စကြင်ပါတယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး9အငယ်1မှ9အတွင်းမှာအခုလိုဖတ်ရှုရပါတယ်ခါဝဲရဖျားကလည်းသင်ဒီပါရောဘီယင်ထံသို့ဝင်၍ငါဤလူတို့သည်ငါအားဝုတ်ပြစ်မိအကြောင်းသူတို့ကိုလွတ်လော့ မလွတ်ဖူးဟုညင်း၍စီတာသေးဖြင့်ခဝေယဖျားကြီးလက်တော်သည်လေပြင်း၌ရှိသောတရိษံညင်းမြေကလအုပ်သို့နွားတို့အပေါ်၌ရောက်၍အလွန်ပြင်းစွာသောယောဂဆွဲလိမ့်မည်ခဝေယဖျားသည်ဣတရေလလူတို့၏တရိษံနှင့်အေဂုတ်ထုလူတို့၏တရိษံကိုခြားနာစေသဖြင့်ဣတရေလအမျိုးသားပိုင်သောတရိษံတကောင်မြတ်မသေးရ။လက်ဖြန်နှင့်အေဂုတ်ထုပြည်၌ထိုအမှုကိုခဝေယဖျားပြုတော်မူမည်ဟု မှန်သောအချင်းကိုချင်းချက်တော်မူပြီဟုဟေဒီယဲလူတို့၏ဘုရားသခင်ထာဝရဘုရားမိန်တော်မူသည့်အကြောင်းကိုပြောတော်ဟုမောရှိအားမိန်တော်မူ၏။မျက်ဖြန်နေ၌ထိုအမှုကိုပြုတော်မူသည့်ဖြင့်အဲဂုတ်ထုလူတို့၏တိရိစ္ဆာန်အမျိုးမျိုးသေကြ၏။ဣသရေလလူတို့၏တိရိစ္ဆာန်တကောင်းမြမစေ။ဖာရောဘုရင်သည်လူကိုဆေလွတ်၍ဣသရေလအမျိုးသားတို့၏တိရိစ္ဆာန်တကောင်းမြမစေကြောင်းကိုသိရ၏။သို့တော်လည်းနှလုံးခိုင်မာပြန်၍ဣသရေလလူတို့ကိုမလွတ်ဖဲနေလေ၏။ ဒီကျမ်းကိုစစ်စစ်ဖတ်လိုက်တာနဲ့နမိတ်နမာတွေကိုယုံကြည်တယ်ဆိုရင်ဒီနမိတ်ဟာမကောင်းဘူးဆိုတာကိုဖာရောသိတယ်နဲ့အီဂျစ်လူမျိုးတွေလည်းသိတယ်တာပေါ့လူမျိုးနှမျိုးရှိနေတဲ့နိုင်ငံကိုတမျိုးကျတော့ဘာမှမဖြစ်ပဲကိုလူမျိုးရဲ့ channel မှာရင်ကွက်ပြီးဖြစ်တဲ့ယောဂါဆိုကြီးအခြေအနေမဟန်မှုမကောင်းမှုဘုရားသခင်ဝင်ပါနေပြီဆိုတာအရင်ထေရှားနေပြီအဲဂုတ်သူဘရင်နဲ့လူမျိုးကိုကြကြနနဆုံးမတော့မလို့ရွေးကောက်ထားပြီဆိုတာဟာ လက်ပြင်းမှာဆင်းသွားတာတဲ့ထင်ရှားနေပြီမဟုတ်ဘူးလားဣသရေလကိုလွတ်လိုက်ဖို့သူသင့်နေပြီဒါပေမဲ့ဖာရောဟာတင်းမာနေစေဖြစ်ခဲ့တဲ့အီဂျစ်နိုင်ငံကိုအလဲတစ်ခေါက်ရောက်ခဲ့တဲ့ပမောက်ခတယောက်ရဲ့မှတ်တမ်းတွေထဲမှာပိရမစ်ရှိတဲ့ဒေဝတွေနဲ့ဆယ်နှစ်မိုင်လောက်ကြွားဝေးတဲ့တနေရာမှာကြောက်တလားတွေနဲ့ရှီခစ်ဆေးရည်စင်ကျွဲအလောင်းတွေရာပေါင်းများစွာကိုတွေ့ရတယ်လို့ရေးထားတာကိုကျွန်တော်ဖတ်ဖူးတယ်။ဘယင်းမိဖုရားကလွဲလို့ကာမန်လူကိုတောင်အဲ့ဒီလိုဆေးမစိန်ခဲ့ပဲနဲ့ ကျွဲတွေကိုတော့စေးရစိန်ရဆိုကြတဲ့ကျွဲနဲ့တီခစ်စားခဲ့တာဟာရှင်းမနေဘူးလားအထူးသဖြင့်ကျဲနဲ့ဖះကြောင်းကြီးတဆောင်ကိုဘုရက်တီမင်းစီဆိုတဲ့မြို့မှာတွေ့နိုင်ပါသေးတယ်အဲ့ဒီနတ်ဘိမှအဟောင်းတွေထဲမှာတော့ဒုတိယအကြီးဆုံးနတ်အိမ်မန်တော်ကြီးလို့ဆိုနိုင်တယ်နတ်ကြီးရဲ့အမည်ကတော့ apis လို့ခေါ်တဲ့အဲ့ဒီ apis ဟာလာယောင်ချီကနေစတင် ပေါက်ဖွားတယ်လို့လည်းပြောတဲ့လူကပြောတယ်ပြီးတော့တကောင်သေးရင်တကောင်နတ်ဖြစ်တယ်လို့လည်းပြောကြတယ် သေသွားတဲ့ကျွဲနဲ့ကြီးဟာအလကားသေတာမဟုတ်ပဲနောက်ထပ် Osiris Apis လို့ခေါ်တဲ့နတ်ကြီးတစ်ပါးဖြစ်သွားပြန်တယ်လို့လည်းအဲဂုတ်သူတို့ယုံကြည်ခဲ့ကြတယ်လို့သမိုင်းကဆိုပါတယ်အခုလောလောဆယ်မှာတော့သူတို့ကိုးကွယ်တဲ့ကျွဲကြီးနေလို့မကောင်းတော့ဘူးနွားတွေလည်းအနာတွေပောက်ကုန်ပြီသိုးတွေလည်းအဖုအပိတ်နေနဲ့စိတ်တွေကြတော့လည်းဆိုင်ရင်ဆိုင်ရင်ဖြစ်ကုန်ပြီတရားသခင်ဟာဒီလိုနတ်တွေကိုမကြိုက်ဘူးဒီကျဲနတ်တို့တိရိစ္ဆာန်နတ်တွေရဲ့နောက်မှာ အကာအကွယ်မပြုတ်ရုံနဲ့မကဘူး ဒီနတ်တွေကိုငတ်ဆိုးအကြီးဆုံးဖြစ်တဲ့စာတန်ကလာပေးတင်ပေးနေတဲ့အားပေးအားမြောက်ပြုလုပ်ပေးနေတာအားပေးဆိုဒါမှလည်းအသက်ရှင်တော်မူသောဖျားသခင်ကိုလူတွေမကိုးကွယ်ကြရဘူးလေဒီနတ်တွေကိုပဲကိုးကွယ်မှာပေါ့အဲအဲ့ဒီလိုအဲဂုတ်တုတွေကြီးပဲနတ်ကိုကိုးကွယ်တယ်လို့တော့လေတစ်ဖက်သက်မဆုံးဖြတ်ကြနဲ့ဦးဣသရေလတွေထဲမှာလည်းကျွန်ကာလဖြစ်400အတွင်းနတ်စော်နန်လာတဲ့လူတွေအများကြီးရှိတယ်ဒီအဖြစ်သက်နှစ်တွေကိုနောက်ပိုင်းမှာကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြအောင်ပါပါ စတ္ထမဒုက္ခလူမာကြလို့ကင်မွတ်တက်ပြီးဆက်ရမယ်ဆိုရင်တော့အငယ်ရှိကနေ30အတွင်းမှာဆက်ကြည့်ကြရလိမ့်မယ်။ထာဝရဘုရားကလည်းမိဘတွေကပြာကိုလက်နဲ့ယူ၍ဘောရှိသည်ဟာရောဘရင် ရှေ့၌မိုးကောင်းကင်သို့ဆွင့်ပစ်စီထိုးပြားသည်အဲဂုတ်သူပြည်တလျှောက်လုံး၌နှံ့ပြားသောအမှုန်ဖြစ်၍ကြည်တလျှောက်လုံးတွင်လူငင်းတရိတ်ဆန်တို့၌အခဲအကျိတ်ပြည့်သောအနာစုဖြစ်လိမ့်မည်ဟုမောရှိနှင့်အာယုန်တို့အားမိန့်တော်မူသည့်အတိုင်း သူတို့သည်မိဘတွေကပြာကိုယူ၍ဖာရောဘုရင်ရှေ့မှရက်လျက်မောရှိသည်မိုးကောင်းကင်သို့ပြစ်လွင်သဖြင့်ထိုပြာသည်လူနှင့်တိရစ္ဆာန်တို့၌အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။ဘုရင်မို့လို့ရှောင်းကွင်းလိုများရမယ်မထင်နဲ့။သူရှေ့တဲ့တဲ့ရက်ပြီးတကိုးပြတာသူကိုယ်တိုင်ပထမဦးဆုံးအကျိတ်ထွက်မှာသေချာပေါက်လို့ကျွန်တော်ဆိုဆိုခြင်းလေ။အဲနောက်တစ်ဆင့်ကတော့ဘုရင်ကြီးကိုဝိုင်းကုပေးမဲ့ဝိဇာဆရာတွေရဲ့အလှည့်ရောက်ပြီးအငယ်၁၁ဝိဇာဆရာတို့သည်အနာဆိုးကြောင့် မောရှိရှိ၌မရက်မနေနိုင်ထိုအနာဆိုးသည်မိစာဆရာတို့၌၎င်းအဲဂုတ်သူလူအပေါင်းတို့၌၎င်းစွဲသည် ဖာရောဘုရင်နာမှာအမြဲအသိရှိနေတဲ့ဝိဇာနတ်ဆရာဆရာသမားတွေဟာပထမနှစ်ခုသုံးခုတုန်းကတော့လိုက်လိုက်တူပြီးပညာစွန်းတွေပြလို့ဟုတ်မယောင်ယောင်နဲ့အခုအချိန်မှကျတော့ပညာပြဖို့နင်းနေသလားသူတို့ကိုယ်တိုင်မှအနာရီဘူးပေါ်တယ်လို့ပေါ်လာလို့ထွက်ကိုပြေးရတယ်အခုလိုစီရင်ခြင်းရဲ့ရည်မှန်းချက်ကိုတွက်လို့အဖြေထုတ်ယူနိုင်လိမ့်မယ် ။လက်ဝိဇာဆရာကြီးတွေဟာလက်ဖျားဗိမ္မာန်တော်ထဲမှာအမြဲဝင်ပြီးတော့ကိုးကွယ်ဝတ်ပြုနေရတဲ့ဝတ်တရားရှိတယ်။ဒါပေမဲ့ဒီလက်ဗိမ္မာန်တော်ဆိုတာဟာအနာတို့ပြည်တို့တန်ငန်ရေတို့နဲ့ဝင်လို့ရတာမဟုတ်ဘူး။ဒါတော့အခုလို့သူတို့ယောဂကတ်ပြီးဆိုချိန်မှာလက်ဗိမ္မာန်တွေ၆ကတ်သွားတာပေါ့။တိတ်ဆိတ်သွားတာပေါ့။လက်ကိုးကွယ်မှုတွေကပြုံးငနဲ့ရက်တံသွားရတယ်မဟုတ်ဘူးလား။အဲ့ဒီလိုမဖြစ်ဖြစ်အောင်ဘုရားသခင်တမင်စီရင်လိုက်တာပါပဲလွန်ခဲ့တဲ့နှစ်အစိတ်လောက်တုန်းက အမေရိကန်ပြည်ကလောင်ကစားမြို့တော်ကြီး Las Vegas မှာဆန္ဒပြပွဲကြီးတစ်ခုဝုံဝုံတိုင်းတိုင်းထပြီးဖြစ်ခဲ့ပူတယ် Las Vegas ဆိုတာဟာကမ္ဘာပြည်မြို့ကြီးအမြဲတမ်းမီးလင်းနေတယ်လေစိတ်ဆင်းလိုက်တဲ့နေ့နဲ့ညဟာပါမမထူလောက်အောင်လင်းချင်းနေအဲ့ဒီလိုဝုံတိုင်းကျဲရီဆိုတာနဲ့ Las Vegas ဟာလုံးဝအမှောင်ကျသွားခဲ့ရတယ်ဆန္ဒပြပွဲကြီးတွေပြီးတော့မှ ပြန်ပြီးလင်းလာခဲ့ရပါတယ်အခု Egypt က Memphis မြို့ဟာဆိုရင် နတ်ဘိမှန်အနည်းဆုံးတစ်ထောင်မကရှိတဲ့မြို့ဖြစ်ပါတယ်။သူဒေသနာပေါတူးတွေရဲ့အောက်မှာဟောတယုတ်ဟောတယုတ်ဆိုလိုနတ်ယုတ်တွေပေါ်လာတယ်။နတ်ဘိမှန်အဟောင်းတွေလည်းအမျိုးမျိုးပေါ်ထွက်လာနေတယ်။အခုလိုမောရှိနဲ့အာယုံနဲ့ပြာမုံတွေကိုကောင်းငင်ပေါ်ဆွင့်တက်လိုက်ရောနတ်မြို့တော်ကြီးဟာစောစောတုန်းကကျွန်တော်ဖော်ပြခဲ့တဲ့ Las Vegas အတိုင်းနေဝင်မီးရင်ဖြစ်သွားပြီပေါ့။စီမီခွက်နှိမ့်မဲ့လူမရှိတော့ဘူး။မီးအိမ်လေးနဲ့ပူဇော်ပတ်သက်မဲ့လူမရှိတော့ဘူး။ဘယ်ရှိနိုင်တော့မလဲ လက်ပိတ်မှန်ကဆရာကြီးတွေနဲ့အတိုင်းဒီလုံးအနာတွေပောက်လို့တောင်းမင်းမြောင်းမင်းမကယ်နိုင်ဖြစ်ကုန်ပြီမဟုတ်ဘူးလားဘယင်လဲမလွတ်ဘူးလို့ကျွန်တော်ဆိုခဲ့တယ်လीအဲတခုတော့ရှိတယ်ဘယင်ဆိုတော့သူကတော့အင်ကြီးတခွဲသားနဲ့တိတ်မိပြီးခန့်ရင်ခန့်မယ်ဒါမှမဟုတ်ဘုရားသခင်ကသူ့စီကအဆုံးအပြတ်ကိုနားထောင်ရမှာမဟုတ်မဖျားမနာအောင်အေးမဲ့နည်းနည်းပါးပါးအလျှော့ပေးထားခြင်းပေးထားမယ်ဒါတွေတော့ဘယ်သူမှအတိအကျမပြောနိုင်ဘူးကျွန်တော်လည်းမပြောနိုင်ဘူးအီဂျစ်တိုင်းပြည်ကြီးတပြည်လုံးအနာတွေပောက်လို့ဒုက္ခရောက်ကုန်တာကတော့မှန်ပဲ အငယ်၁၂ကနေစပုတ်။ထာဝရဘုရားသည်ဖာရောဘုရင်နှလုံးကိုခိုင်မာစေတော်မူသည့်ဖြစ်၍မောရှေအားမိန့်တော်မူသည့်အတိုင်းသူတို့စကားကိုနားမထောင်ဘဲနေလေ၏။တဖန်ထာဝရဘုရားကနည်းနည်းစောစောထား၍ဖာရောဘုရင်ရှေ့မှရက်လျက်ဒေဗျဲလူတို့၏ဘုရားသခင်ထာဝရဘုရားကငါ၏လူတို့သည်ငါအားဝတ်ပြီအကြောင်းကြွားရသော အခွင့်ကိုပေးလော့။ကြွားရသောအခွင့်ကိုပေးလော့။ကြွားရသောအခွင့်ကိုပေးလော့ဆိုတဲ့အသံဟာဘယ်နှကြိမ်ရှိနေပြီလဲ။ ဖာရောဘုရင်ညင်းဆန်ခဲ့တဲ့အကျင့်လေးကရောဘယ်နှခါရှိနေပြီလဲဖာရောရဲ့စိတ်နှလုံးဟာအလွန်မာကျောခဲ့တယ်ပြီးတော့အပြောနဲ့အလုံနဲ့လည်းမညီခဲ့ပြန်ဘူးအကယ်၍သာသူ့ရဲ့အရင်းခံစိတ်စေတနာမှန်ကန်ခဲ့ရင်ဣသရေလလူတွေဟာနှစ်400ကျော်လောက်ငါတိုင်းပြည်အတွက်လှူအားပေးခဲ့ပြီးပြီပဲပြီးတော့သူတို့ဖျားသခင်ကလည်းကိုကိုယ်တိုက်အောင် တကိုးကြည့်တယ်ဆိုတော့ငါမြင်ရပြီငါတို့နတ်ဖျားတွေတဲ့မရှင်သာလောက်အောင်တကိုးကြည့်တယ် ဒါကြောင့်ကိုကြပါစီတော့ပူဇော်ပဖပါစီတော့ဆိုတဲ့အတွေးမျိုးစပြီးတော့ဝင်ဖို့မထိုက်ဘူးလားစင်ကျင်တုံတရားမရှိတိုက်ဘူးလားဘယင်းတပားလုံနေပြီးအတွေးခေါ်မရှိတိုက်ဘူးလားဒီလိုလားစေတနာရှိရင်အစင်ကြီးရှိရင်ဘုရားသခင်ဟာမုတ်ချမသွေသူ့ကိုကောင်းကြီးပေးလိမ့်မယ်ငွေမသေးဒုံမချိုးအေးစေးပြဿနာတွေပြီးမြောက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အခုတော့သူဟာကျွန်တော်ဆွဲဆိုခဲ့တယ်လို့အသိခောက်ခဲ့အဝင်နဲ့ပြီး စာရမဏေဘဲ့ဖာသာအာသန်နေတာကိုအထင်းသားကျွန်တော်တို့တွေ့နေရပြီအငယ်14မှ18သို့မဟုတ်ယခုကာလသင်ဤနှလုံး၌၎င်းသင်ဤကြုံများလူများ၌၎င်းငါဤဘေးဒဏ်အလုံးစုံတို့ကိုသိရောက်စေမည်ရေကြီးတပြင်းလုံး၌ငါကဲ့သို့သောသူမရှိကြောင်းကိုသင်သိရလိမ့်မည်ငါလက်ကိုငါဆန့်၍သင်နှင့်သင်ဤလူတို့ကိုကာလနာဖြင့်ကန့်ခတ်မည်သင်ကိုယ်လည်းမြေကြီးပေါ်ကသုတ်တင်ပယ်ရှင်းမည် အကယ်စင်စိတ်ငါတကိုးကိုသင်လိုက်ငါပြခြင်းခါ၎င်းငါနာမကိုမြေကြီးတစ်ပြင်လုံးတွင်ကြော်စောစေခြင်းခါ၎င်းသင်ကိုငါချီးမြောက်ခဲ့ပြီသင်သည်ငါ၏လူတို့ကိုမလွတ်ဘဲသူတို့ကိုစော်ကားသေးသလိုပြားသခင်ဘလောက်အထိစိတ်ထွက်လာတယ်အမျက်တော်ထွက်လာတယ်ဆိုတာကိုဒီနေရာမှာ ပီရီပီရီကြီးတွေ့ရတယ်မင်းလိုကောင်မျိုးအဖျင်ငါရဲ့နာမတော်ကိုကြော်စောအောင်ငါလုပ်မတယ်ဒီတော့ဒီကျမ်းကိုဖတ်ရင်းနဲ့ 96ခုမြောက်သောဆာလံအခန်းငယ်9နဲ့10အကြောင်းကိုတွားရောက်တွေးမြင်စရာဖြစ်လာပါတယ်။အဲ့ဒီဆာလံတိချင်းမှာဒါဝိမင်းကြီးဖွဲ့ဆိုခဲ့တဲ့လင်္ကာဟာဘလောက်များမှန်ကန်တယ်လဲ။အော်လောက်အောင်ဘလောက်အဖေးစိတ်ဆန်တယ်လဲဆိုတာကိုအခုကျွန်တော်တို့နားဆင်ကြည့်ကြပါစို့။တရားဆုံးဖြတ်ခြင်းဟာထတော်မူသောအခါတရားဆုံးဖြတ်ဖန်ကိုကောင်းကင်တဲကလွတ်တော်မူသဖြင့်ရေကြီးပြီးကြောက်ရွံ့တိတ်ဆိတ်စွာနေပါ၏။အကယ်စင်စစ်လူတို့ဤဒေါသပြီးကိုတော်ကိုချီးမွမ်းလိမ့်မည်။ ကျွေးသောဒေါသကိုလည်းကာဗန်စီတော်မူမည်အဲ့ဒီကျမ်းလင်ကစာလိုက်ပဲဖြစ်ပါတယ်အကယ်စင်စစ်ဖာရောမီဒေါသသည်ဘုရားသခင်ကိုချီးမွမ်းလိုက်ခြင်းအဖြစ်အခုမောရှိခစ်ကအခြေအနေတွေဟာကပြောင်းကပြန်ပြောင်းလဲသွားပြီမဟုတ်ဘူးလားဘလို့တိုက်ဆိုင်တယ်လေဘလို့တိကျမှန်ကန်ပြီးတော့အံ့ဩဖို့ကောင်းတယ်လေဖတ်ပြီးခဲ့တဲ့ထမြောက်ဝါကျမ်းကိုတကြော့ပြန်ဖတ်ပြပါမယ်နားဆင်ကြပါထမြောက်ဝါကျမ်းအခန်းကြီး9အငယ်14မှ18ဘို့မဟုတ် ယခုကာလအခါသင်ဤနှလုံး၌၎င်းသင်ဤကျွန်များလူများ၌၎င်းငါဤဘေးဒဏ်အလုံးစုံတို့ကိုသင်ရောက်စေမည်ဘီရေကြီးတလျှောက်လုံး၌ငါကဲ့သို့သောသူမရှိကြောင်းကိုသင်သိရလိမ့်မည်ငါလက်ကိုငါဆန့်၍သင်နှင့်သင်ဤလူတို့ကို ကာလနာဖြင့်ဒဏ်ခတ်မည်သင်ကိုလည်းမြေကြီးပေါ်ကသုတ်သင်ပယ်ရှင်းမည်အကယ်စင်စင်ငါတကိုးကိုသင်၌ငါပြခြင်းခါ၎င်းငါနာမကိုမြေကြီးတစ်ပြင်လုံးတွင်ကျော်စောစေခြင်းခါ၎င်း င့်ကိုငါချီးမြှောက်ခဲ့ပြီးသင်သည်ငါ၏လူတို့ကိုမလွတ်ဖဲသူတို့ကိုစော်ကားသေးသလောအမျက်ဒေါသကိုခံစားထိတွေ့ရသလိုဘုံတကိုယ်တော်ကိုချင်ရှားစေတဲ့ကြံ့ပဲလူသားတို့ရဲ့ဘဝအသက်တမ်းလန်ခီးကိုအကျွင်းမဲ့ပိုင်ဆိုင်သောသူရဲ့အရှိန်အဝါပဲဖြစ်တယ်။လောကရှင်ဘရင်တပါးဖြစ်တဲ့ဖာရောကိုတိုက်ရိုက်ဥတီပြောဆိုတဲ့အဖန်ဟာဒီကနေ့ကျွန်တော်တို့အတွက်စင်ကြီးနှလုံးသွင်းတိုက်တဲ့အဖန်ပလန်နေပဲလို့ကျွန်တော်တင်ပြလိုပါတယ်။ပတ္တမပြစ်ဒဏ် မိုးသီးကြရန်ဆိုတဲ့အပိုင်းကိုဆက်ပြရစီအငယ်၁၈ကြီးစုလောအေဂုတ်တူပြီတီတီကာလမှဆက်ပြီးယခုတိုင်အောင်မရွာဘူးသော အလွန်ကြီးသောမိုးသီးရွာခြင်းကိုလက်ပြန်နေ၌ဤအချိန်၌ငါဖြစ်စီမည်အေဂုတ်တူနိုင်ငံသို့မဟုတ်အီဂျစ်နိုင်ငံဟာနာမည်ဖွမ်းမှုသာခံစားနေတဲ့နိုင်ငံဖြစ်တယ်။ရှေးရစပြီးအခုအချိန်ထိနှစ်စဉ်နှစ်တိုင်းမိုးရေချိန်တလက်မကန့်သာရွာတဲ့အင်မတန်မိုးခေါင်တဲ့နိုင်ငံပေါ့ ဒါလို့မိုးခုံတဲ့နိုင်ငံတော်ဘောကိုမကြုံစဘူးထူးခဲ့တဲ့မိုးသီးတွေကြစီမယ်လို့ဘုရားသခင်ကြေညာတယ်။ဒါပေမဲ့ကျွန်တော်တို့သိဖို့ကတော့ဒီမိုးသီးများဟာအကျိုးကိုဆောင်တဲ့မိုးသီးများမဟုတ်ဘူး။အပြစ်ဒဏ်ကိုစီရင်တဲ့မိုးသီးများသာဖြစ်ကြောင်းပါပဲ။ဆက်လက်ပြီးထွန်းမြောက်အကျမ်းအခန်းကြီး9အငယ်16နဲ့20အရထို့ကြောင့်ယခုစေလွတ်၍လေပြင်း၌ရှိသောတရိတ်ဆန်များနှင့်ရှိနေသမျှတို့ကိုသိမ့်ယူလော့။အိမ်တို့မဆောင်ရင်လေပြင်း၌တွေ့သမျှသောလူနှင့် တရိษံတို့အပေါ်မှာမိုးသီးကြွ၍သူတို့သည်သေကြလိမ့်မည်အကြောင်းကို ပြောတော်ဟုမောရှေအားမိန့်တော်မူ၏။ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုကြောက်ရွံ့သောဖာရောဘုရင်ဂျွန်တို့သည်မိမိဂျွန်နှင့်မိမိတရိษံတို့ကိုအိမ်သို့ပြေးစေကြ၏။ရှင်းရှင်းနဲ့ဘွန်းဘွန်းဆိုရရင်တော့ဒီယာဇဗန်ဟာဘုရားသခင်အပေါ်မှာယုံကြည်ခြင်းကိုစစ်ဆေးတဲ့ယာဇဗန်ပဲလို့ကျွန်တော်သတ်မှတ်လိုပါတယ်။မင်းတို့လူတွေကတရိษံတွေကအိမ်ထဲကိုဝင်နေကြဟေးဆိုပြီးတော့သတိပေးမှုပါဝင်တယ်။မယုံကြည်တဲ့လူတွေဟာ ်တရိတ်ဆန်နေတဲ့အတူမိုးသီးတန်းကြောင့်ဖေကြီးပျက်စီးခဲ့ရတယ်။အမှန်စင်စစ်ဘုရားသခင်ဟာကြိုတင်ပြီးတော့ရှောင်ရှားဖို့အခွင့်အရေးကိုပေးလိုက်တာတွေ့ရတယ်မဟုတ်ဘူးလား။ကျွန်တော်ရဲ့ဘဝအသက်တာတွေအသီးသီးမှာကောဘုရားသခင်ဟာရှိတဲ့နေရာတိုင်းမှာဒီတိုင်းကြောခိုင်းပစ်ထားတယ်လား။နောက်ကပတ်သမားကျန်းစာအဖြစ်ကျွန်တော်တို့ကိုအမြဲတည်းပေးနေတယ်ဆိုတဲ့အချက်ကိုကျွန်တော်မေ့ပြစ်ပြီးတော့ကိုဘွားကိုကိုလက်လွတ်စပယ်ပဲလွတ်ထားနေကြသလားဆိုတာကိုစဉ်းစားတွေးခေါ်လိုက်တယ်စဉ်းရင်တိုက်တယ်လို့ကျွန်တော်အကြံပြုလိုပါတယ် အငယ်၁၁တောင်းရဖျားဤလှုပ်ကပတ်တော်ကိုပမာဏမပြူသောသူတို့သည်မိမိကျွံမိမိတရိษံတို့ကိုလဲပြေ၌ထားကြ၏။ဒါလောက်ထေရှားတဲ့အဖြစ်အပျက်တွေပူပူနွေးနွေးလက်တွေ့ကြုံခဲ့ရတဲ့ဆုံးရှုံးမှုတွေပွေးဖြစ်သွားတဲ့ရေအိုးတွေမြစ်ချောင်းအင်းအိုင်တွေအိပ်ရာတဲ့အထိဝင်ရောက်တဲ့ဖားတွေရှင်တွေတောက်လို့မကူအောင်ဖြစ်ခဲ့တဲ့သန်းတွေတကောလုံးပောက်ခဲ့ရတဲ့အနာရောဂါတွေသက်သေအမြောက်အများရှိတဲ့ကြားတွေကမယုံကြည်ဘူးပမာဏမပြူဘူးဆိုတော့လေပါတတ်နိုင်မလဲ စာရမဏေရဲ့သွေးဆောင်မှုအင်အားဟာဘလောက်ပြင်းထန်လဲသူ့ရဲ့တကူဟာဘလောက်ကြီးမားတယ်ဆိုတာခီးရောက်တယ်ဆိုတာဟာသင်ခန်းစာယူလိုက်ပါတယ်ပြည့်အစင်ပြင်ခဏဆိုတာရှိပေမဲ့ပြည့်အစင်ပြင်မရတဲ့ဘဝတွေဟာလောကကြီးမှာအများကြီးရှိနေပါတယ်ဒီဘေးဒဏ်တွေရဲ့အခြေခံကို ရှင်းကလေးကဖော်ပြခဲ့တဲ့အတိုင်းမိုးသီးတို့ဟာကောင်းကင်နတ်ဆိုပြီးအဲဂုတ်ထုလူတို့ကိုးကွယ်တဲ့နတ်ဖျားမကိုဘုရားသခင်ကတိုက်ခိုက်ပြခြင်းပဲဖြစ်ပါတယ်အဲ့ဒီကောင်းကင်နတ်သမီးဟာ ပါရတဲ့အဂုတ်တုနိုင်ငံရဲ့နတ်သမီးဖြစ်တယ်။လေပြည်လေငင်းနဲ့အတူမိုးကောင်းငင်ကိုစိုးမှုတယ်။သူ့နာမည်က ISIS လို့ခေါ်တယ်ဆိုပြီးတော့သူတို့ကိုးကွယ်ကြတယ်။ပေါ်ပြခဲ့မှုတဲ့နန်းမြစ်ကနတ်ကြီး Happy ရဲ့အထက်မှာအစင်လွှမ်းမိုးနေသူ Osiris ရဲ့မိဖုရားဖြစ်တယ်လို့လည်းယုံကြည်သူတွေကယုံတယ်။သူငိုတဲ့မျက်ရည်တွေကြောင့် Happy နန်းမြစ်ဟာရေရှမ်းပေးနိုင်ခြင်းဖြစ်တယ်လို့အဂုတ်တုတွေကသူ့ကိုကိုးကွယ်ဝတ်ပြုနေကြတာပါပဲ။အခုတော့သူမငိုခင်မှာ တရားသခင်ရဲ့အေယာမမိုးသီးကြီးတွေဟာကောင်းကင်ကကြာပြီ။ဒါကြောင့်ကောင်းကင်နဲ့ကောအခြားနဲ့အပေါင်းကိုအကုန်လုံးသိထားရကြကုန်ပြီ။ပါရငိမ့်ညံ့မှုတွေကွယ်ပြောက်ကုန်ပြီ။အေယာမမိုးသီးကြီးတွေတရောက်တော့ကြာဆင်းတော့တရားသခင်ကိုပမာဏမပြုတဲ့နတ်ရဲ့နောက်လိုက်တွေသေချေပျက်စီးကုန်ကြရပြန်ပါပြီ။ဖမယောရာကျမ်းအခန်းကြီး9အငယ်22မှ25အထိဆက်လက်ဖတ်ရှုကြည့်ကြရအောင်။ခဝေယဖျားကလည်းအေဂုတ်သူပြည်တလျှောက်လုံး၌လူတို့အပေါ်မှာ၎င်းတရိတ်ဆန်တို့အပေါ်မှာ၎င်း လေပြင်း၌ရှိကြသည်များသောအပင်များတို့အပေါ်မှ၎င်းမိုးသည်ရွာစီခြင်းကတင်းဤလက်ကိုမိုးကောင်းကင်သို့ဆန့်လော့ဟုမောရှိအားမိန့်တော်မူ၏မောရှိသည်မိမိလန်ဒန်ကိုမိုးကောင်းကင်သို့ဆန့်၍ထာဝရဘုရားသည်မိုးကြိုးနှင့်မိုးသည်ကိုဆွတ်တော်မူ၏မိသည်လည်းမြေပေါ်မှပြေး၏ထို့သောထာဝရဘုရားသည်အေဂုတ်ထုပြည်၌မိုးသည်ရွာစီတော်မူသဖြင့်အေဂုတ်ထုပြည်တည်ထောင်သည့်ကာလမှစ၍တခါမျှမဖြစ်ဘူးသောမိုးသည်မိနှင့်ရော၍ အလွန်ပြင်းထန်စွာသောမိုးသည်ဖြစ်လေ၏။အဲဂုတ်တုပြည်တလျှောက်လုံး၌လယ်ပြင်မှရှိသမျှသောလူနှင့်တိရိစ္ဆာန်များမျက်ပင်များသစ်ပင်များတို့ကိုမိုးသည်ကြည့်လေ၏။ဘုရားသခင်ကိုမယုံတဲ့လူတွေပမာမခန့်လုတ်ပြီးငါတို့ကောင်းကင်နတ်သမီးကြီးရှိသားပဲမယုံပောင်ဆိုတဲ့ပြိဿဒုက္ခပတ်ပြီးမိုးသည်ဟာသူနဲ့ဆန့်ကျင်ဘက်မိကိုယောပြီးစင်းလာဆိုတော့လေဒီဘော့ဘုရားသခင်ဟာလူတွေကြမ်းစီမမိနိုင်တဲ့နီးနဲ့အဲဂုတ်တုကိုပြက်ပြက်သွားသောဆုံးပါလေ။ ယုတ်တိမရှိဘူးလို့ပြောလို့ရအောင်မလားအဲ့ဒီလိုယုတ်တိမရှိဘူးမရှိဘူးဆိုရင်လည်းပဲနောအေးတို့ကတချီသေးခဲ့ကြပြီမဟုတ်ဘူးလားနောက်တစ်ခါအနာဂတ်တရားစီရင်ရာကာလဆိုတာရှိလေအောင်မယ်ခရစ်တော်ကြွလာမယ့်အချိန်ကိုရောက်လေအောင်မယ်သူကိုယ်တိုင်ပြောခဲ့တဲ့စကားတည်စီရသောသမာကျမ်းမှာတည်တည်ချေချာနားထောင်ပြီးအလေးနဲ့စင်ကြင်စဉ်းစားစီခြင်းပါတယ်အသက်ရှင်တော်မူသောဘုရားသခင်ရဲ့နှုတ်ထွက်စကားလမ်းကျုပ်ရေးတာမဟုတ်ဘူးသူဖန်ဆင်းတယ်သူအသက်သွင်းတယ် စัจจဝလာအနန္တဘာမရေမတက်နိုင်တဲ့ဂျိုတွေကိုသူလုတ်တယ်ဖြတ်ချင်ရင်သူ့သဘောမဖြတ်ချင်ရင်လည်းသူ့သဘောပဲဘာမှကျွန်တော်တို့စောရကတက်လို့မရဘူးဟိုဂျိုနဲ့ဒီဂျေနဲ့ဝင်တိုက်လိုက်ဆိုင်ဆိုရင်လည်းတိုက်ပြရတယ်ပြက်သုံးမှုတွေရှိတယ်အသစ်ဖြစ်ပေါ်မှုတွေရှိတယ်ဒါသူ့ရဲ့လုတ်ရသူ့ရဲ့သဘောပဲအဲဒီလိုသူ့ရဲ့လုတ်ရတွေသူ့ရဲ့ဖန်တီးမှုတွေအပေါ်မှာတော့ကျွန်တော်တို့လူသားလူပီပီပေါ့အမျိုးမျိုးတွေးတောဆင်ရင်ရတယ်ဒါအပြစ်မရှိပါဘူး အပြည့်ရှိတာကတော့သူ့ကိုမယုံကြည်ခြင်းနဲ့မကိုးကွယ်ခြင်းကို့မှာအပြည့်ရှိလို့ရှိမှမသိပဲသူ့ကိုမေ့လျော့ခြင်းအပေါ်မှာပါဘုရားသခင်မကြိုက်တာဒါရီယာသာဘုရားသခင်ရှိမှအပြည့်ဖြစ်ရပါတယ်အခုအဲဂုတ်သူရဲ့ပြဿနာဟာအဲ့ဒါပဲသူ့ကိုယုံကြည်ရင်ဘေးလွတ်မယ်စာရမဏ္ဍကိုယုံကြည်ရင်ဘေးရောက်မယ်ဒါကိုအစစ်စစ်သူဖော်ပြခဲ့ပြီအငွေ26တို့ရရင်ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ဘူးဒီမကြမရွာ ဂေါရှင်ဒေသကိုပေးမယ်ပေးမယ်လို့ဆိုထားတယ်လေဒါကြောင့်ဂေါရှင်မှာကတော့ဣသရေလတွေရောမိုးသီးဒုက္ခကြောင့်ထွက်ပြေးရတဲ့အဲဂုတ်တုဒီနဲ့ပါအမြောက်အမြားစီကားဖိုက်နိုင်နေမယ်လို့ကျွန်တော်ကဒီနေ့ကနေတွေးမိပါတယ်အငယ်28ထိုအခါဖာရောဘုရင်သည်လူကိုဆေလွတ်၍မောရှိနှင့်အာယုန်ကိုခေါ်ပြီးတယ်ဤအမှု၌ငါပြစ်မှားပြီထာဝရဘုရားသည်ဖြောက်မှတ်တော်မူ၏ငါနှင့်ငါ၏လူတို့သည် ပြစ်များပါ၏တွေးကြတဲ့အတိုင်းနဲ့နော် လူတို့ဤဒေါသသည်ကိုတော်ကို ချီးမွမ်းကြပါလိမ့်မည်ဆိုတဲ့အချက်ဟာရောဘီယီမာမာနာကြောင့်ဘုရားသခင်ရဲ့တကူတော်တွေဟာထင်ရှားလာရတယ်ဆိုတဲ့အချက်သူနဲ့သူ့ပြည်သူပြည်သားတွေဟာအပြစ်များပါပြီဆိုတဲ့အသံဟာဒေါသကြားကနေပေါ်ထွက်တဲ့အသံတစ်ခုပဲဘာပဲပြောပြောအပြစ်ရှိကြောင်းတော့ပထမအကြိမ်ဝန်ခံလိုက်ကြရပြီအငယ်31 33ပိုက်ဆံပင်မူယောပင်ကိုမိုးသည်ကြည့် ငူယောပင်သည်အသီးနှံနှင့်ပြည့်စုံပြီးပိုက်ဆံပင်လည်းအသီးမဲ့ပြီးဂျုံစပါးကောက်စပါးပင်ကိုကမတိထိုအပင်တို့သည်မပေါက်ကြသည်ယောသတ်ရှိခဲ့တဲ့တချိန်ကကမ္ဘာစပကြီးဖြစ်အောင်ကျေးဇူးကြီးခဲ့တဲ့အဲဂုတ်ထုနိုင်ငံကြီးအခုတော့ဒုက္ခပင်လေတွေဝေကုန်ပြီမူယောကိုကြည့်တော့စားစရာရှားမယ်ပိုက်ဆံပင်တွေကြည့်တော့ချီမြင်နေပြက်ကုန်ပြီပေါ့အစားနဲ့အဝတ်ဒုက္ခနှမျိုးစလုံးကို သူတို့ကြုံလိုက်ကြရခြင်းပဲဖြစ်တယ်လို့ကျွန်တော်သိနာလေနိုင်ပါတယ်။ခွန်မြောက်ရကျမ်းအခန်းကြီး9အငယ်35ဖြစ်တဲ့နောက်ဆုံးကျမ်းချက်ကတော့ထို့သောဖာရောဘုရင်သည်နှလုံးခိုင်မာသည့်ဖြစ်၍ဩရှေ၌ထာဝရဘုရားမိန်တော်မူသည့်အတိုင်းဣသရေလအမျိုးသားတို့ကိုမလွတ်ဘဲနေပြန်သည်။တရားသခင်ကတော့မာယွင်းတဲ့နတ်ဘုရားတွေရဲ့အရေးအောက်ကနေလွတ်မြောက်ဖို့ခါထုတ်ပေးနေပါတယ်။ဒါပေမဲ့ဖာရောမင်းရဲ့မိုက်မဲမှုနဲ့အတူ နှလုံးသားကတော့ခိုင်မာနေစေဖြစ်ခဲ့ပါတည်းဒါဟာထွတ်မြောက်ရချမ်းအခန်းကြီး6ရဲ့ဤကုန်းပိုင်းပဲဖြစ်ပါတယ်မိษွေများခမားခေါင်းမာနေတဲ့ဖာရောဘုရင်ကိုဘုရားသခင်ကဆက်လက်ပြီးပြစ်ဒဏ်စီရင်ရပါလေဦးမယ်ဒီအချက်တွေကိုထွတ်မြောက်ရချမ်းအခန်းကြီး30မှာကျွန်တော်တို့ဆက်ပြီးတွေ့လာရအောင်ပါဖာရောဘုရင်ရဲ့စိတ်ဟာပျော့တော့မယုံယုံကနေတခါခိုင်မာသွားပြန်တော့ဂျိုင်းကောင်တွေနဲ့တန်ခတ်တာကိုခံရပြန်ပါလေဦးမယ် ဒါအပြင်အင်မတန်ထူရက်တဲ့မှုံမိုက်ချင်းကိုတို့ရင်ဆိုင်ရအောင်မယ်။ပြီးတော့မှလွတ်တော်လွတ်ပေးမယ်။ပိုင်ဆိုင်တာတွေထားခဲ့ရမယ်ဆိုတဲ့အပေးအယူလုပ်မှုကြီးနဲ့ဘောဆေကဒီအချက်ကိုလက်မခံတဲ့အကြောင်းများကိုတော့အခန်းကြီး30အနှစ်သာရများအဖြစ်ပြရလေဦးမယ်လို့ကြိုတင်အစီရင်ခံထားလို့ပါတယ်။ထွမြောက်ရချမ်းအခန်းကြီး30ကိုစမယ်ဆိုရင်ဖာရောအားဖျားသခင်ချင်းချောက်ခြင်းနဲ့စရပါမယ်။အခန်းကြီး30အငယ်1ကနေ2ကိုကြည့်မယ်ဆိုရင် တဖန်ထာဝရဘုရားကသင်သည်ဖာရောဘုရင်ထံသို့ဝင်လောငါသည်ဤနမိတ်တို့ကိုသူရှိ၌ပြခြင်းငါ၎င်းအဲဂုတ်ထုကြီး၌ငါပြုသောအမှုအဲဂုတ်ထုလူတို့တွင်ငါပြသောနမိတ်တို့ကိုသင်ဤသားမျိုးတို့အားကြားပြောသဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိစေခြင်းငါ၎င်းသူဤနှလုံးသူဤကျွန်းတို့နှလုံးကိုငါခိုင်မာစေပြီဟုမောရှေအားမိန့်တော်မူ၏သူနှင့်သူကျွန်းတွင် အဲဂုတ်သူတွေနှလုံးခိုင်မာစီဒီဆိုတာဒီနေရာမှာဘာကိုဆိုလို့တလဲတရားသခင်ဟာဖာရောနဲ့အဲဂုတ်သူတွေဟာအစကတည်းကအဟုတ်မဟုတ်ဘူးတရားသခင်ကိုမယုံကြည်ဘူးဒါကြောင့်သူတို့အားကိုးတဲ့နှက်တီဘုံဘုံလဲတာကိုမြင်ရအောင်အစစ်စစ်လုပ်ပြမယ်လုပ်ပြမယ်ဆိုတဲ့သဘောထားကိုဖော်ပြခဲ့တယ်အမှန်တော့အနန္တတကုရှင်ဟာဖာရောလိုလူတယောက်ကိုလုံးဝပေးချိတ်ပြီးဣသရေလထွက်မြောက်စေလို့လုပ်ရင်ကြနိုင်တာပဲဒီလိုလုပ်မယ်ဆိုရင်တော့တရားမျှတမှုရှိတယ်လို့ကျွန်တော်တို့ဆိုနိုင်မလား ဖာရောဘုရင်ဟာဣသရေလလူတွေကိုလွတ်မြောက်ခွင့်ပေးဖို့တာဝန်ရှိတယ်မဟုတ်ဘူးလား။တရားသခင်ကိုသိကျွမ်းဖို့အခွင့်အရေးအရေကိုမပေးနိုင်ဘူးလားဆိုတဲ့အချက်ကိုကျွန်တော်တို့ဖတ်မှန်ပြီးတွေးဖို့လိုလာပါလိမ့်မယ်။အခုဘုရားသခင်ရဲ့လှုပ်ဆောင်မှုဟာဒီမေခွန်းတွေကိုမေးစရာမလိုတော့လောက်အောင်ပြည့်စုံနေပြီ။အချိန်အချိန်အနေနဲ့နောက်ခံ အကြောင်းအရာတွေပေါ်မှာမူတည်စဉ်းစားရင်ဘုရားသခင်ရဲ့လှုပ်ဆောင်မှုဟာအေဂုတ်ထုဘုရင်အပေါ်မှာအတိအဝတရားမျှတမှုရှိတယ်။ပြီးတော့ နှစ်400လောက်နတ်ရုပ်တွေနားမှာကြီးထွားနေတဲ့ဣသရေလတွေကိုဂန္ဓာယခရီးကျမ်းကြီးကနေတဆင့်အာဗြဟံဣဇက်ယာကုပ်တို့ကိုဂရိပေးခဲ့တဲ့အတိုင်ခါနန်ကိုဆက်လက်ထမြောက်စေရမှာသူ့အပေါ်မှာအကျွမ်းမဲ့ယုံကြည်ခြင်းရှိစေခြင်းနဲ့ဆိုတာကိုလေဒီစီရင်ခြင်းတွေဟာပြတ်သားနေတယ်လို့ကျွန်တော်တို့ခံယူထားရမယ်။ဒါကြောင့်ဣဗရေလအမျိုးကိုအစင်မပြတ်စောင့်ထိန်တော်မူသော ထာဝရဘုရားဤမြဆိုတဲ့အထိမ့်မှပတ်ပခါပွဲတော်ဟာ ဒီကနေ့နှစ်ပေါင်း၄000ကကြာတဲ့တိုင်အောင်ဖျားသခင်ရဲ့ပရိရင်ပြုရလူမျိုးအပေါ်မှာထားခဲ့တဲ့မေတ္တာကျေးဇူးတော်ကိုအောက်မေ့စေရဖို့သစ်စင်မပြတ်ကျင်းပနေတဲ့ပွဲတော်ကြီးတစ်ခုအဖြစ်ဤရှိနေတဲ့အကြောင်းပေါ်ပြရင်းနဲ့ဤကုန်းချက်လိုက်ပြစီနောက်တစ်ချိန်စီစဉ်မှာထွံ့မြောက်ရာကြာအခန်းကြီး30အခန်းငယ်3ကနေအခန်းငယ်29အထိနဲ့ထွံ့မြောက်ရာကြာအခန်းကြီး17တို့ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ